Namaste အားလုံးပဲမင်္ဂလာပါညီမကတော့ Yoga Instructor ခင်မို့ဖြစ်ပါတယ်အခုဒီဗီဒီယိုလေးရကြတော့ညီမတို့ရဲ့ဒီလက်ပြင်ကုန်းနေရာရေပြီးလို့ရှိရင်အဲလက်ပြင်ကိုင်းနေရာပေါ့နော်အဓိကလက်ပြင်ကိုင်းနေရာရေပြီးလို့ရှိရင်ကိုယ့်ရဲ့ shoulder joint တွေမှာအရင်ကျက်နေရာရေ နောက်ထပ်အရှူရာမှာအင်ဂျူရီရထားတဲ့သူတွေပေါ့နော်တန်ရရထားတဲ့သူတွေအကျောညက်တယ်လို့ခေါ်တာပေါ့နော်အလက်ပြန်ကျောညက်သွားတဲ့သူတွေအတွက်အထိရောက်စီမဲ့အသက်တာစီမဲ့ပေါ့နော်လေ့ကျင့်ခန်းလေးကိုဝေမျှပေးချင်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးမှာကတော့ယောဂကျိုးလေးလိုပါမယ်ပေါ့နော်အဲ့တော့ယောဂကျိုးလေးကိုမတုံးခင်မှာညီမရှင်းပြချင်လို့ပါအဲ့တော့ကျိုးမှာညီမတို့ယောဂယောဂ ကျိုးလို့ခေါ်ပါဘောเนาะယောဂကျိုးမှာဆိုလို့ရှိရင်အာကျိုးက site နှမျိုးသုံးမျိုးလောက်ရှိရပုံစံပေါ့နော်ပုံစံနှမျိုးသုံးမျိုးလောက်ရှိရတချို့တော့ကျိုးတွေကဒီလိုအစစ်ကလေးဒီလိုဒီလိုအဝင်းအဝိုင်းလေးတွေပေါ့နော်အာ sorry ဟိုဟာအကွင်းလေးတွေပေါ့နော်အကွင်းကွင်းကွင်းလေးနဲ့ဆွဲလို့ရတဲ့တရေကျိုးလိုပုံစံမျိုးရှိရညီမစီမှာတော့အဲ့ဒါမရှိဘူးပေါ့နော်အခုနောက်ပိုင်းမှာထွက်လာတဲ့ဟာတွေအဲပြီးရင်နောက်တစ်မျိုးကကျတော့အခုလိုမျိုးပေါ့နော်ဒီလိုယောဂကျိုးရှိမယ်ကွင်းနှစ်ကွင်းနဲ့ တန်ကွင်းနှစ်ကွင်းနဲ့ထည့်ပြီးတော့သုံးလို့ရတဲ့ဟာရှိမယ်။အဲနောက်တစ်မျိုးကကြတော့ ဟာတန်ခွင်းမဟုတ်ဘူးပေါ့နော်တက်ခါရဲခွင်းထည့်ပြီးသားတွေပေါ့နော်ဒီဘက်ထိတ်မှရှိရဲဒီဘက်ထိတ်မှခွင်းထည့်ပြီးသားတန်ကျိုးမဟုတ်ဘဲနဲ့တက်ခါရဲကက်ချုပ်ထားတဲ့ဟာမျိုးလေးရှိရဲပေါ့နော်အဲ့လို့ဆိုတော့ယောဂကျိုးကတော့စတိုင်အများကြီးရှိတယ်ဥပမာဘလို့ယောဂကျိုးသုံးရမလဲလို့မေးရမှာစို့လို့တက်ခါရဲအလိုက်တတိကျိုးပြီးတော့ရှင်းပြပေးထားတာဖြစ်ပါတယ်စတာပါနော်ကျိုးပြီးကိုယ်ဘယ်ဟာလေးကိုဝယ်ရမလဲဆိုတာကို ဆုံးဖြတ်လို့ရအောင်လို့ပါအဲ့တော့ဘယ်ကျိုးကိုသုံးသုံးအဆင်ပြေပါတယ်တခုပဲအာတချို့တော့ကျိုးတွေကအခုဒါဆိုဟိုးရင် ောင်းကလွန်ခဲ့တဲ့9နှစ်လောက်ကသုံးနေကျိုးပေါ့နော်သူဆိုတူတယ်ပေါ့နော်အဲအရှိအရင်မရှိဘူးတူတယ်တူတဲ့တော့ကြောင့်ကိုကထပ်ပြီးတော့ level မြင့်လာရေးသုံးတဲ့ချိန်မှာနည်းနည်းလေးအခက်တွေ့တယ်အအဆင်မပြေတာတော့မဟုတ်ဘူးနည်းနည်းလေးအခက်တွေ့တယ်ပေါ့နော်အခုနောက်ပိုင်းပေါ်လာတဲ့ကျိုးတွေကြတော့ဒီမှာအရင်ရှိရဲ့ အရင်ရှိတယ်အာလေ့ကျင့်တဲ့အချိန်မှာ level အသေးတွေ level level basic level inter level လောက်ကို လေ့ကျင့်တဲ့အချိန်မှာအဆင်ပြေ stage နည်းနည်းရှုပ်ရပေမဲ့အာနောက်ထပ်နောက်ထပ်ပေါ့နော် level အမြင့်တွေကိုလေ့ကျင့်တဲ့အချိန်မှာတော့ဒီကျိုးအရှိကအဆင်ပြေတယ်ပေါ့နော်ဒါကတော့ခုနောက်ပိုင်းပေါ်တဲ့ပုံစံပေါ့နော်ဒီထက်နောက်ပိုင်းဆောင်းကညီမပြောသလိုခောက်ထားတဲ့တရေကျိုးလိုမျိုးဆွဲလို့ရတယ်လည်းပေါ်တယ်အဲတချို့သောဆိုင်တွေမှာရှိတယ်တချို့သောဆိုင်တွေမှာမရှိဘူးပေါ့နော်အဲ့တော့ဘယ်လိုကျိုးကိုတုံးတုံးအဆင်ပြေပါတယ် ဒါပေမဲ့ရှင်းပြပေးတာပေါ့နော်ကိုဘာလေးကိုဘယ်ဟာဝဲမှမသိဖြစ်နေမှာဆိုလို့ကိုကဥမာလုံးဝအဲကျိုးဝဲမဝဲဘူးပေါ့နော် ယောဂအားကစားနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကတော်တော်များများဈေးကြည့်ရများတယ်ပေါ့နော်အဲ့တော့ဥမာကိုကကြိုးကိုမဝယ်ဘူးဆိုလို့ရှိရင်လေ Rava ကြိုးတရေကျိုးပေါ့နော်တရေကျိုးရှိတယ်ဆိုရင်ကိုယ့်အိမ်မှာတရေကျိုးရှိရင်အဆင်ပြေတယ်ပေါ့နော်အဲဒါပေမဲ့အကြီးတော့မဖြစ်စေနဲ့ပေါ့နော်အဲဒီဟာဆိုရင်ဟိုဟာဂျင်းလေးမှာတုံးတယ်ပေါ့နော်ဂျင်းလေးမှာတုံးတယ်ရာဘာကျိုးသူက site ကမှအထူအပြားအကြီးရှိရဲ့အသေးရှိရဲ့ပေါ့နော်အခုဒီရလေးဆိုအသေးလေး အပြားသေးလေးအသေးလေးဖြစ်တဲ့အတွက်ဆွဲရတာပေါ့ပါရယ်ပေါ့နော်ဥမာအပြားကြီးရယ်ဆိုရင်ဆွဲလို့မကောင်းဘူးပေါ့နော်ဒဏ်ရာတော့အဲဒဏ်ရာထိသွားနိုင်တယ်ပေါ့နော်အဲ့တော့အသေးလေးသုံးပါအဲโอเคအဲ့တော့ဒီကျိုးလေးတွေကိုသုံးပြီးတော့လေ့ကျင့်လို့ရရယ်ဆိုတာလေးကိုပြောချင်တာပါအဲ့တော့ဗာလေးကျိုးမရှိသေးတဲ့သူကလည်း အာဗာလေးဝယ်ရမလဲဆိုရင်ဆန္ဒညီမပြောသလိုဘဲကျိုးဖြစ်ဖြစ်ရတယ်ကိုကရေရှည်သုံးမှလာအဲ level ပေါ့နော်ဥမာယောဂကိုလေ့ကျင့်လေ့ကျင့်နဲ့ဟိုအမြင့်ကြီးထိသွားမှလာဒါမှမဟုတ်ရရဲကျန်းမာရေးအတွက်ပဲသုံးမှလာအဲ့ဒီပုံမှာမူတည်ပြီးတော့ budget ကောပေါ့နော်ချိန်ပြီးတော့ဝယ်လို့ရအောင်ပြောပြပေးခြင်းဖြစ်ပါတယ်ဒီသုံးမျိုးကတော့အဆင်ပြေတယ်ပေါ့နော်အဲတုံမျိုးဆိုတာအတိုးလဲရတယ်ရှေ့လဲရတယ် rubber ကျိုးလဲရတယ်လုံးဝမရှိဘူးဆိုတော့သူကတော့ the bag ဒါပေမဲ့အခုပြမယ့်အထင်းမှာ mm the guat the guat lock ပေါ့နော် arsenal the guat lock က6ရောင်းမှာချိတ်သုံးတာဖြစ်တဲ့အတွက် the bet နဲ့တော့အဆင်မပြေဘူးအအပေါ်ပိုင်းအရှိပိုင်းမှာလေ့ကျင့်ပြမယ့်ဟာကတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ကို choice လုပ်ပြီးတော့ကိုအတွက်နောက်ဆုံးဒီလို rubber ကျိုးလေးပဲရှိလဲအဆင်ပြေတယ်ပေါ့နော်ဒါဆိုခုညီမတို့စရအောင်နော်အဲ့တော့ညီမတို့ကညီမရှင်းပြခဲ့သလိုပဲလက်ပြင်ကိုင်းတဲ့သူတွေရဲ့ပြီးရင် shoulder တွေ chest အဓိက shoulder ပေါ့နော်လက်ပြင်ကြောညံ့နေတဲ့သူတွေရဲ့အဲပြီးရင်ကိုရဲ့ chest ကအနောက်ထဲကို ုံးပြီးတော့ chest open ညံ့ညံ့ဖြစ်ခြင်းနဲ့ယင်ပတ်ညံ့ညံ့လေးဖွင့်ထားခြင်းယင်ပတ်ညံ့ညံ့လေးဟိုဘယ်လိုပြောမလဲခန္ဓာကိုယ်မှာ smack ကြကြလေးပေါ့နော်လမ်းလျှောက်ရင်အစား smack ကြကြလေးဖြစ်ခြင်းတဲ့သူတွေအတွက်ဒါလေးကိုလေ့ကျင့်ပေးဖို့ဖြစ်ပါတယ်အဲ့တော့တူတူစားလိုက်ရအောင်ညီမတို့အခုကြိုးလေးယူယူအတူလေးကိုပဲသုံးမယ်ပေါ့နော်အရင်ကြိုးတာမဟုတ်ဘူးယောဂကြိုးလေးကိုသုံးမယ်အဲ့တော့ညီမတို့ကပုံမှန်တိုင်းတင်မလေးတေချာလေးထိုင်လိုက်မယ် โอเคအဲ့တော့အခုဒီကျိုးလေးကိုမသုံးခင်မှာဥမာညီမတို့လေ့ကျင့်ထားရတဲ့သူတွေဆိုရင်အာဒီကျိုးကိုဓာတ်လိုက်သုံးလို့ရတယ်ဒီအကွက်တွေကိုခုကျိုးနဲ့သုံးမဲ့အကွက်တွေဓာတ်လိုက်သွားလို့ရတယ်ဒါပေမဲ့တခါမှမလေ့ကျင့်ထားဘူးဘူးဆိုတဲ့သူတွေကြတော့ချက်ချင်းမသွားပါနဲ့အောင်အရှိမသွေးလေးပူသွားအောင်နည်းနည်းလေးလက်ကိုအာလေ့ကျင့်ခန်းလေးလုပ်ပေးမယ်နော်အဲ့တော့ကျိုးလေးခဏပြင်ချလိုက်မယ်အဲ့တော့ပခုံးလေးကိုရှော့ကျင်တာဖြစ်တဲ့အတွက်ပခုံးလေးပေါ်လက်ကလေးတင်လိုက်မယ် ပြီးရင်ယင်ဘက်ကိုယင်ဘက်ကို chest open တရောင်လေးဘေးကိုကားထားအရှိမတရောင်နှစ်ခုလာထိမယ်ပြန်ကားမယ်အဲ့တော့တွတ်တွတ်ခလေး၅ချိန်သွားမယ်2 issue 3 4 5ပြန်ဘေးကိုပြန်ကားမယ်အနောက်မှာဂုတ်အနောက်မှာလက်ခုံသွားထိ 1သွတ်သွတ်ခလေး9ချိန်2 3 4 5 okay အဲ့တိုင်းလေး3ဆက်3ချိန်တိတိသွားမယ်1 2 3 4 5 three, she doing she took lip on mellow, four, five. Be about alkali one, la county meno, two, three, four, five. Now the job one, she made around two, three, four, five. And now my la county one, two, three, four, five. fine okay စပြီးလေ့ကျင့်မဲ့သူဆိုအခုမှညောင်းဝါလောက်ပြီညောင်းဝါရင်ပြန်လျှော်လိုက်ပြီးရင်တော့ပြန်လုပ်မယ်နော်ပခုံးလေးပေါ်လက်ပြန်ကင်စောနာတိုင်းအရှိကိုတရောင်လာထိအပေါ်ထောင်းမီနွေးရနာကက်လက်ခုံသွတ်ထိ1 white male circle 2ငါးကျင်3 4 fine ပြောင်းမြန်ပြန်ထိအနောက်မှာလက်ခုံထိအရှိကို white ချ1 2ရှိသွင်းရှိထုတ်ကလေးပုံမှန်လို့3 okay 4 နောက်ဆုံးတစ်ကြိမ် fight ရှူပင်းဒါဆိုလက်ကလေးညောင်းသွားတော့ပြီလက်မဟုတ်ပခုံးပေါ့နော်အဲ့တော့ပခုံးလေးကိုလေညစ်ပြီးနေရွက်နားကိုသွားထီတော့မတက်နေရွက်နဲ့ထီတော့မတက်ဆွဲညစ်ပြန်ပစ်ချလိုက်သုံးခေါက်ရှူညစ်ပြီးတော့နေရွက်နဲ့ထီတော့မတက်ဆွဲညစ်ပြန်ပစ်ချလိုက်ထီနောက်ဆုံးတစ်ခေါက်နေရွက်နဲ့ထီတော့မတက်ညစ်ထားမယ်1ရှစ်သွင်းရှစ်ထောက်လုံးနေမယ်နော်2 3 4 5 ပြချလိုက်။ Okay ဒါဆိုဒီနေ့ Charlie ကနေဆက်သွားမယ်။ Okay အခုဆိုစလို့ရပါပြီ။တကယ်လို့ကိုယ်ကသွေးမပူသေးဘူး။ကိုယ့်ရဲ့ရှင်သားနေမှာအဲတက်နေသေးရေဗောနော်တောက်နေသေးရေလို့ခံစားရရင်ဆောနာ round လေးကိုပဲနောက်ထပ်3ချိန်လောက်ပြန် round ပေးပါနော်ပြန်ပတ်ပေးပါအခုတော့ကျိုးလေးကိုကင်မယ်ကျိုးလေးကိုညီမတို့ကနှစ်ခေါက်အရင်ဆုံးခောက်ပြီးတော့ဟိုဘက်ဒီဘက်တိုင်းကြည့်လိုက်တိုင်းလို့ ဂျူးကောင်းရဲ့အပြင်ကိုလက်ချလို့ရတယ်ဆိုရင်ဒီအကွာဝေးကလူတိုင်းနဲ့အဆင်မပြေဘူးပေါ့နော်။ Okay ။အဲ့တော့ဘလို့လူတွေအတွက်အဆင်ပြေလဲဆိုရင်အရင်တော့ငါယောဂလေးချိန်ခံနေလုပ်ထားတယ်။သို့မဟုတ်ကိုယ့်ရဲ့ခန္ဓာကိုယ်ဇူရဂျွိုင်းပေါ့နော်။ဒီက join တွေက flexible ရှိရဆိုရင်တော့ဒီအကွာဝေးနဲ့အဆင်ပြေတယ်။ဒီအကွာဝေးပဲကင်ထားလို့ရတယ်။ Okay ။ခောက်ပြီးတော့ဂျူးရဲ့အပြင်ဘက်ကိုဒီလိုနော်။ဂျူးဘောကိုကျိုးတင်ပြီးတော့ခြာကြည့်လိုက်။ ချလို့ဒီအကွာဝေးကလူတိုင်းနဲ့အဆင်မပြေပေမဲ့ဆောနာညီမပြောခဲ့တဲ့အဲသူတွေအတွက်တော့အဆင်ပြေတယ်အခုမှစာလုံးရေးစပြီးတော့လေ့ကျင့်မဲ့သူကတော့ဒီအကွာဝေးမကင်ပါဘူး။စွမ်းနာခောက်ထားတဲ့ကျိုးကိုပြန်ဖြေလိုက်ပါ။ဖြေပြီးတော့စွမ်းနာအတိုင်းမဲ့ဒူးပေါ်ကိုကျိုးဆွဲလိုက်။ပြီးရင်ဟိုဘက်ဒီဘက်ဟုတ်တယ်ဟုတ်ဘေးနားမှာထိထားတယ်။အဲ့ဒါလေးကိုဟိုဘက်တလန်တိုဒီဘက်တလန်တို ။နောက်တဲ့တစ်ခါဟိုဘက်တလန်တိုဒီဘက်တလန်တိုဆိုလိုရင်းကဒူးနဲ့နှစ်လန်းစီခွာလိုက်မယ်။ Okay ပြီးရင်ရင်ဘတ်ရှိကိုစန့်ထုတ်ကြည့်လိုက်ဒီအကွာဝေး Okay ဒီအကွာဝေးလောက်ကလေးအဲ့ဒီဟာကမှလွယ်တယ်ဆိုမှဆောနာပြောတဲ့အနေထားစီကိုညီမတို့ကပြန်ပြီးတော့ကတ်လာခဲ့မယ်နော်အခုတော့ဒီအနေထားလေးနဲ့စကြည့်လက်ကိုစန့်ထုတ်လိုက်လက်ရှုလက်ကလေးကိုတင်းနိုင်တဲ့လောက်တင်အဲ့ချိန်မှာ chest open ခေါင်းလေးကအလိုက်သင်လေးဒီလိုမော့ကြည့်လို့ရတယ်မရရင်လည်းရှေ့တာကြည့်ထားနရွက်နဲ့လက်နဲ့ဝေးဝေးလေးတွတ်ကြည့်ဟုတ်ကဲ့ရလားအဲ့မှာအနောက်ကလက်ပြင်ပေါ့နော်လက်ပြင်ကြောတင်းလာတာခံစားရင်ဘတ်ဖွင့်ထားခါသတိထားပြန် short ချလိုက်1 Okay နော်၅ချိန်သွားမယ်ရှုရားတလောက်ကလေးဆွဲကော့ယင်ဘက်ကလေးကော့ညီမဘေးတိုက်ကလေးပြရမလားယင်ဘက်ကလေးကော့ထားတာလေးကိုမြင်စေချင်တာယင်ဘက်ကလေးကော့ထားအနောက်ကိုဒီလိုလေးဖြစ်သွားမယ်ပြန်ချလိုက်မယ်2 ငါခောက်တော့မယ်ရှုလက်ကလေးမြောင်းရာတလောက်ကလေးကော့ကြီး chess open ရှူတာကိုတွန်းနေအနောက်ဘက်ကိုယင်ဘက်ကိုရှေ့တွန်းခါလေးမှလည်းတတိထားပြီနော်ခါတင်းလိမ့်မယ် okay ရှုထုတ်ပြန်ချ3နောက်နှစ်ကြိမ်ရှုရာတလောက်ကလေးလက်ကိုနောက်ကိုဝေးဝေးလေးတွားကြည့်ရာတလောက်ကလေး ။ Okay ရှူထုတ်ပြန်ချ for နောက်ဆုံးတစ်ချိန်ရှူလက်ကိုနရွဲ့နဲ့ခွာရင်ဘက်ကလေးကော့ခေါင်းအောက်ကိုပဲကြည်လဲရတယ်ရှေ့ကြည်လဲရတယ်နည်းနည်းမောကြည်လဲရတယ်မိမိတတောင်းတတာဖြစ်တယ်လို့လေးချခါလေးမှာသတိထားပေး1ခါကိုမတုံးပေမဲ့ခါမှာတင်းအားလေးဝင်နေလိမ့်မယ်နော်2ဒီလက်ပြင်ကြောရီတကြောလုံးလက်မောင်းလက်ဖြန်နေရာစတင်းလာလိမ့်မယ်3အသက်ရှူမယ်နော်4ခုနကောက်ခေါ်ပေးမယ်5 7 okay ဖြည်းဖြည်းချင်းပြန်လျှော်လိုက်ဒါဆိုအခုတစ်မျိုးပြီးသွားပြီအခုညီမက9ချိန်ပဲအလုတ်ပြထားတယ်9ချိန်လား3ချိန်လားအဲအဲ့ဒါလေးပဲလုတ်ပြထားတယ်ပေါ့နော်အမိမိကအိမ်မှာအကျင်ရွတ်တိုးပြီးတော့လေ့ကျင့်လို့ရပါတယ်အခုနောက်တစ်မျိုးသွားမယ်ဒီတစ်မျိုးကမရတဲ့သူကမလုတ်ပါနဲ့ရတဲ့သူကလုတ်ပါမရတဲ့သူကရှစ်တစ်မျိုးပဲညံ့ညားလေးလုတ်ပေးမယ်အခုတစ်မျိုးကစောနာအကျဲတိုင်းပဲနော်ပြီးရင်လေးရှုလက်ကလေးမြောင်း နရွက်နှောင်းကိုသွားနိုင်တဲ့လောက်သွားသွားပြီးတော့ဖြည်းဖြည်းချင်းထက်စင်းကြည့်စင်းချကိုဒီနေ့ဒီလောက်မှရရင်ဒီလောက်ပဲရရတယ်စင်းနိုင်ရင်ရတဲ့လောက်ကလေးဖြတ်အောက်ကိုချလိုက်မယ် အဲ့ဒီအနေထားမှာဘာမှားတက်လဲဆိုရင်ကျိုးကအရင်ကျင်းလာတယ်ဆိုရင်ပေါ့နော်ဥမာကိုတွက်တတောင်းတတာမဖြစ်သေးဘူးဆိုတော့ तू ကသွားတယ်သွားတယ်ဒီလိုတရောင်ကြီးကိုဒီလိုကိုေးပြီးတော့ခြတက်ကြတယ်အဲ့လိုမခြပါဘူးမှားပါတယ်ထိရောက်မှုလည်းမရှိပါဘူးအဲ့တော့အဲ့ချိန်မျိုးမှာကျိုးကိုထက်ချဲပါဥမာညီမကျင်းပြမယ်ညီမကျိုးလေးကိုကျင်းလိုက်မယ်နော်ကျင်းပြီးတော့ညီမအခုဥမာလှန်တော့မယ်မကြီးအရင်တင်းသားပြီးညီမတို့ရဲ့ဒီရင်သားဘေးတွေရှူတာတွေလက်ဖြန်တွေအရင်တင်းလာပြီးဆိုဘာလုပ်တက်ကြရည်ဆိုဒီလိုတရောင်ကိုေးပြီးတော့စင်းနေအဲ့ ဲ့တော့မသွားပါဘူးအဲ့ဒါဆိုရင်ကျိုးအရန်ကျင်းနေလို့ပါမိမိနဲ့တင့်တော်တဲ့အကွာဝေး flexible မိမိရဲ့ joint flexible ရှိတဲ့အနေထားမဟုတ်ပါဘူးအဒံရရွာတက်တယ်ဒါကြောင့်စောနာပြောတဲ့အကွာဝေးထက်ထက်ချဲလို့ရပါတယ်ဒါတောင်တတမဖြစ်ရင်ဖြစ်ရင်တော့စောနာပြောရဲဒူရဲ့အပြင်ဘက်နှစ်ထွာလောက်ခွာထားမယ်ပြီးရင်ရင်ဘောက်ဒီလိုကိုင်းပြီးတော့ဒီလိုကြီးတွေမသွားပါဘူးเนาะအိုးအိုးကွဲတော့မှာပဲကျိုးလှဲလိုက်မယ် အဲ့တော့ရင်ဘတ်ကြီးကိုကိုင်းပြီးတော့မသွားပါဘူးရင်ဘတ်ကော့ထားမယ်နော်ခါဆန်တာရင်ဘတ်ကော့ထားโอเคစောနာတိုင်းလက်ကလေးကိုမြောက်ွားကိုရသလောက်ကလေးရင်ဘတ်ကော့ပြီးတော့စင်ချာကြည့်အောက်ကိုပြီးရင်ကိုရသလောက်ကလေးကော့ပြီးတော့ပြန်တက်မယ်စောနာပြောဆိုတထောင်ကိုေးချင်လိုက်ရနော်ကိုေးချင်လက်လျှော့ပလိုက်လက်ကလေးကိုပြန်ပြီးတော့ချဲပေးလိုက်တချို့ကခေါင်းမာတယ်မချဲဘူးနော်မရရအောင်ငါတက်မယ်ဆိုပြီးတထောင်ကိုေးတယ်မလောက်ပါနဲ့တခါလေးကြာရင်ဒီထဲမှာသွားညက်တက်တယ်ညက်တာတော့ဒီထဲမှာညက်တာဒီမှာသွားပြီး ိုးတက်တယ်ပေါ့နော်အဲ့တော့မလုံရင်တော့အကောင်းဆုံးကိုတရက်နဲ့တရက်မှ level ဖြည်းဖြည်းချင်းတက်သွားပါအခု၅ချိန်သွားလိုက်မယ်ရှူလက်ကလေးမြောင်းထုတ်အနောက်ကိုယင်ဘက်ကော့ပြီးတော့ဆင်းချရှူလက်ကလေးအဆင့်တိုင်းပြန်တက်အရှိကိုပြန်ဆင်းချ2 now တစ်ချိန်ရှူ okay ကော့ပြီးတော့ဆင်းမယ်နော် good now တစ်ချိန်ရှူ 变窄，哎，是有身材。Three，Last two，那件是个，别别件身材哇。Two，、so okay. 变窄，别别件肩长。那送了件小帅哥哇，穿那个别别件身材背。OK，Two，变窄啦，OK，变瘦。OK 啦，然后哥哥的也有啦，B。 ညီမပြန်လဲလိုက်အောင်မယ်ညောင်းလာပြီကိုတော့ဘာမှကိုဥမာညီမဆိုဒီရဲ့ကျဲဆိုညီမတော့ဘာမှခန္ဓာကိုယ်မှာအဲတင်းတယ်လို့မခံစားရဘူး flexible ဆိုစား ဘာလဲ comfort ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကြတော့ဆနာပြောသလိုတလန်းပြန်ကတ်လာခဲ့အရင်ဆုံးနည်းနည်းကတ် trying to ရင်ဘတ်ကော့ပြီးတော့ okay ဒါကိုလည်းဥမာကိုက9ချက်9ချိန်4ချိန်9ရက်4ရက်4ချိန်ပြီးနောက်တစ်ခါပြန်ကတ်လာခဲ့ဒူးပေါ်ရောက်ပြီဆိုရင်တော့ညီမပြောသလိုဒူးကိုရောက်ပြီဆိုရင်တော့ခောက်ပြီးတော့ကင်တာပိုကောင်းတယ်ကျိုးကဆနာအပြင်ဟာတစ်ခုခုသွားရိုက်တာတို့ခန္ဓာကိုယ်ပိုနေတဲ့ဟာတွေကသွားရိုက်မှာဆိုလို့ပေါ့နော်အဲသွားပြီးတော့ထိသွားမှာဆိုလို့ပေါ့နော်အဲ့တော့ခောက်လိုက်မယ်ခောက်ပြီးတော့မှဥမာကိုတွေ့ က်ဘလောက်တင်းမလဲကိုယ်တော်တတောင်းတတဖြစ်တဲ့အထိပဲအဲ့ဆိုညီမဆိုအခုဒီနေ့ထားလောက် train ကြည့်မယ်ဒီဟာလေးကိုညီမဆွဲတင်ကြည့်မယ် okay ညီမကိုကောပြီးတော့စဉ်းချာပါဟမ်ဒါဆိုညီမကြွက်ကနည်းနည်းလေးထိတယ်လို့ခံစားရတယ်အဲနည်းနည်းလေး comfort ဖြစ်တယ်လို့ခံစားရတယ်ပြီးရင်ညီမကိုကောပြီးတော့အဆက်တိုင်းပြန်တက်လာခဲ့ ြန်ချဒါလေးကတော့လုတ်ပြတာပါအဲကိုဒီလောက်ထိသွားဖို့မလိုပါဘူးအဲရတဲ့သူပဲသွားပါတော့โอเคဒါဆိုအခုနောက်တစ်မျိုးသွားမယ်ဒီတစ်ခေါက်ကတော့ကျိုးကိုခောက်လိုက်မယ်နော်ဟိုအရှိကြီးကိုကျိုးအရှိကြီးသမားတွေကလည်းဒူးအကွာဝေးတိုင်းမယ်ကျိုးလေးကိုခောက်လိုက်ဒူးရဲ့အပြင်ထိပေါ့နော်ကျိုးဒူးနဲ့ခြေောက်ဒီလိုဒူးနဲ့လက်နဲ့ကတ်သွားတဲ့အထိခောက်လိုက်โอเค ောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီတစ်ခေါက်ကလက်နှစ်ခုကိုအပေါ်လေးကိုမြှောက်လိုက်မယ်ဒီဘက်ပြန်လှဲလိုက်အောင်မယ်မမြင်ရမှလည်းအရန်ဆိုတာမှားပါအောင်မှဒံရရောက်အောင်မှကြောက်တယ်နော်အဲ့တော့ဒံရမရစေချင်ပါဘူးအကုန်လုံးကိုမိမိလုံးနိုင်တဲ့လောက်ထိပဲလုပ်ပါဒါဆိုညီမခုအပေါ်လေးကိုမြှောက်လိုက်ပြီပြီးရင်ကိုယ့်ရဲ့ဘယ်ဘက်လက်ကိုဒီလိုနှစ်ရွက်နဲ့အရင်ကတ်လိုက်โอเคเนาะဒီဘက်ကိုကတ်ပြမယ်ဘယ်ဘက်ညာလက်ကိုဒီလိုကတ်လိုက်မယ် ကပ်ပြီးရင်ဘယ်လက်ကိုအနောက်ကိုမြားပစ်တယ်လို့လေးဆွဲမယ်အနောက်ဘက်ကိုတွန်းထုတ်ပေးလိုက်အဲ့ချိန်မှာဒီလိုမခုံးထားဘူးကော့ထားမယ်ရားသလောက်တွန်းနရွက်နဲ့ဒီမှာလက်မောင်းကတ်ထားရားသလောက်ကလေးတွန်းကြည့်ပြချို့ကဘာဖြစ်လဲဆိုဒီလိုတောင်ကိုပြီးအောက်ကိုဆွဲချတာမချဘူးနော်တောင်နှစ်ဖက်လုံးဆန့်ထားပြီးရင်ပြန်တက်လာခဲ့1နောက်တစ်ဖက်ဘဲဘက်လက်နဲ့ရွက်လက်မောင်းကညာဘက်လက်ကိုအနောက်ဘက်ကိုတွန်းပို့ညဘက်ကိုကော့ထားမိမိရသလောက်ကလေးဆွဲထုံငါးခောက်သွားမယ်ရှီ ထောက်ပြီးညာဘက်လက်ကိုခေါ်ဘဲလက်နောက်ကိုတွန်းယင်ဘက်ကောရမင်းတို့နောက်ကစကပူလာမှခန်းစားနောက်တစ်ချိန်ရှိထောက်ပြီးဘဲဘက်လက်ကိုကတ်နရွက်နောက်ညာဘက်လက်နောက်ကိုတွန်း Okay, the team. Now the day shift. Nya let now be let a be let now nya let po. Chok bien la. Now the pass shift be be let po nya be let now. Okay, shift okay. to. Let's do now the day shift. Nya let ka a po be let ka out. ရှုပြန်လာပြီထုတ်ပြင်းပဲဘလက်အပေါ်ညာလက်အောက်တွန်းနာမေနောက်ဆုံးတစ်ခေါက်ရှုညာဘလက်နေရလက်မောင်ကဘဲဘလက်တွန်းနာယဘကောရာခါတိတာ1နေရနဲ့လက်နဲ့ဝေးဝါလို့ရတယ်ဒါပေမဲ့တတော်မကိုေးစေနဲ့မရရင်မဝေးဘူးเนาะထိန်းနာမေ2 3 4ပြန်လာလက်ကလေးအပေါ် တောက်ပြင်းနောက်တစ်ဖက်ပြန်ကမြန်ဘလက်အနောက်ဘယ်ဘလက်ပေါ်ကိုရတဲ့လောက်ကလေးတွန်းတာ1ညံဘကော်တာ2 3 4 fight ပြန်သွားလန်တစ်ဖက်ကိုအရှိူပြန်ချလိုက်သူလည်းတူတူပဲမိမိနိုင်လာနဲ့ညှက်ကျင်းလို့ရတယ်เนาะဒါပေမဲ့ကိုတွက်ဒဏ်ရာရတဲ့အထိကိုမသွားပါနဲ့နောက်တစ်ခုဆက်သွားမယ်ပခုံးရှိတက်တက်လေးထားထားမယ်ကိုတွက်အတင်းဆုံးဆိုတော့လက်ကိုအသုံးလို့တင်းနေဆိုတဲ့နေရာထိကင် ။ကင်ပြီးညာဘက်ကိုကားမောင်းတယ်လို့အကားမောင်းတယ်လို့တော့ဖြစ်တယ်။ဟိုဟာညီမတို့ trish လဲတယ်လို့လဲနိုင်တယ်လို့လဲကြည့်။ဘိုင်းညထားမယ်ဒီလိုတွေမကွေးစေနဲ့။တွန်းနာလက်နှစ်ဖက်လုံးကိုရှူထုတ်ပြန်သွားအရှိ။ထောက်ပြီးနောက်တစ်ဖက်ပြန်သွားမယ်ဘဲဘက်ကိုတွန်း။ဘိုင်းကလေးကိုညှစ်ပြီးတော့တွန်းလက်နှစ်ဖက်လုံးဆန်းထားမယ်။ Okay ပြန်လား။ ကားမှန်လေးရေးတုတ်တယ်လို့နော်နောက်တစ်ကြိမ်ရှိညာဘက်ကိုတွန်းလာဘိုင်းညစ်ပြီးဘကုံးနှစ်ဖက်လုံးပေးတာ အောက်မကျစေနဲ့အပေါ်မတက်စေနဲ့တပြေးတယ်နောက်တစ်ကြိမ်ရှိတောက်ပြီးဘဲဘက်ကိုလက်ခါတရီထားဝမ်းပိုင်းညတာဘကုံးနဲ့တွန်းလာโอเคရှူပြန်လာပြီနောက်တစ်တစ်ခေါက်ရှူညာဘက်ကိုတွန်းလာသုံးကြိမ်ပဲသွားပြလိုက်မယ်1လက်ရှူတွန်းလာမယ်လက်နိုင်တဲ့လောက်လက်2 ။ဝမ်ပိုင်းညတာကတိတာပကုန်းလေးမှာခန်းစားအသက်ရှူ4 5အလဲလေးပြန်လာနောက်တစ်ဖက်ပြန်သွားဘဲဘက်ကိုလှည့်တွန်းလာမယ်1 let you 2 3 4 5 yeah sure okay လက်ကလေးချလိုက်မယ်ဒါဆိုရင်အခုနောက်ဆုံးတစ်မျိုးနှစ်မျိုးလောက်ထပ်သွားမယ်ပေါ့နော်အဲ့တော့အခုကျိုးလေးကိုဂွင်းလေးလုပ်မယ်အဲ့တော့တန်ဂွင်းလေးတန်ဂွင်းလေးရှိရဲ့ဆိုရင် တန်ကွင်းလေးနှစ်ကွင်းရှိလိမ့်မယ်။အဲ့ကွင်းထဲကိုကြိုးလေးနှစ်ခုလုံးထဲကိုထည့်လိုက်မယ်။ပြီးရင်ဟားလိုက်မယ်ကွင်းနှစ်ကွင်းကိုပြန်ပြီးတော့နောက်တစ်ကွင်းထဲကိုထည့်လိုက်။ဒါဆိုရင်ကြိုးကကြိုးလေးပေါ့နော်ကြိုးကိုကွင်းလေးလှုပ်လိုက်ပြီးပြီးရင်ခြေနောက်နှစ်ဖက်ကိုရှေ့ကိုဆန့်ပြီးတော့ထိုင်လိုက်မယ်။ဒီမရီမဘီတေချာတိုင်းဖြာအကျဲလေးခြေတော့ချဲထားမယ်။ဒါဆိုကိုယ့်ရဲ့ဘဲဘက်ခြေထောက်ကလေးကိုဒီကြိုးကွင်းလေးကိုသွားပြီးတော့ချိန်လိုက်မယ်ထဲလိုက်မယ် โอเคเนาะအတင်းဆုံးထိထားထားလို့ရတယ်မတင်းတာလဲစွဲရင်းနဲ့တင်းလာမှာပြီးရင်ကိုယ့်ရဲ့ညာဘက်လက်ကဘယ်ဘက်ခြေထောက်ကချိတ်ထားတဲ့ကျိုးလေးကိုကင်မယ်အတင်းဆုံးထိကင်ကြမလို့ဘူးတတောင်းတတရှော့ကင်ဒီဘက်ကဘယ်ဘက်လက်ကညာဘက်ခြေထောက်ကလေးကိုကျိုးအောက်ထဲကနေလှမ်းဆွဲမယ်လမ်းပြီးတော့ကင်လိုက်မယ် အဲ့လိုအနေချာမှာအောက်ကဟန်စထရင်းနေမယော့နေဘူးတောင်းနေတဲ့သူတွေကအခုညီမစန့်ပြတယ်လို့မကင်နိုင်ဘူးအဲ့ချိန်ကျရင်မလုပ်မလဲအငဲနဲ့ရှေ့မှာပြောခဲ့တယ်လို့ပဲဖန်နှောင်းကိုဖိပြီးတော့ဒူးနေနေထောင်ချိန်မလေးကိုလှမ်းဆွဲပြီးရင်ဒီအပေါ်ကကြိုးကင်ထားတဲ့လက်ကကောင်းပေါ်ကိုလှမ်းနိုင်တဲ့လောက်ကြိုးလျှော့သွားမယ်တော့ကိုယ့်ရဲ့တတောင်းတတာဖြစ်တဲ့ဒီစကင်တော့ဒီလောက်ပြီးရင်ဒီမှာတတောင်းဆန့်လို့ရတဲ့အထိကိုလျှော့ထုတ်လိုက်ပြီးရင်ကောင်းနောက်ကိုကြော်နိုင်တဲ့လောက်လှမ်းမယ် အများကြီးမဟုတ်အဲ့လောက်ပဲတန်းဝိုင်းရပြီကြိုးတန်းဝါပြီပခုံးထိတ်နဲ့လက်ထိတ်တန်းဝိုင်းဒီလိုမကိုင်းနာနဲ့ကော်ထားမယ်လက်ကြည့်မယ်ရသလောက်နောက်ကိုပြန်လျှော့မယ်1 okay နော်ငားကြည့်ပြန်လှမ်းမယ်အနောက်ကိုတင်းနေတဲ့အထိပဲသွားခေါင်းလေးပါလိုက်ကြည့်ရင်ဘတ်ကော်ထားခါတတိထံပြန်လျှော့မယ်2 okay နော်နောက်နှစ်ကြိမ်ရှူကော်ထုတ်လန်ထုတ်ရသလောက်ကလေးနောက်လှည့်ကြည့်ပြန်ချမယ်3 3နောက်နှစ်ကြိမ်ရှိရသလောက်ကလေးလန်ထုတ်ဝါခေါင်းလေးလိုက်ကြည့်ကြောကော်ထားခါတိထံပြန်လျှော့မယ် okay နောက်ဆုံးတစ်ခါအဲ့တော့အောက်ပိုင်းကိုအဓိကမယူဘူးနော်ညီမကအခုအပေါ်ပိုင်းလေးကိုကစားပေးရဖြစ်တဲ့အတွက်ဒါပေမဲ့တသောင်းတသောင်းဖြစ်တဲ့သူကတော့ယူထားခြေတော်ကလေးကိုကင်ထားအောက်ခြေတော်ကလေးချထားလေရှူလမ်းမီခေါင်းပေါ်ကနေလဲနိုင်တယ်လို့လှည့် ကိုတွက်အတင်းဆုံးထိပဲယမကလေးကောတာခါတိထားခေါင်းလေးလိုက်ကြည့်ထားမယ်အနောက်ကို1လေရှူမဲ့နော်အနောက်ကစကက်ပူလာရီမှာခန်းစား2အသက်ရှူ3 4ပြေးပြေးချင်းပြန်ကြော်လာခဲကျိုးလေးပြန်လျှော့ Okay la now တစ်ဖက်သွားမယ်အဲ့တော့ကျိုးလေးကိုပြန်လျှော့မယ် now တစ်ဖက်ကိုချိန်လိုက်မယ် တခါရဲကိုရဲ့ညာဘက်ခြေထောက်ကိုကြိုးချိတ်ပြီးဘယ်ဘလက်ရှိကနေအတင်းဆုံးတောင်ဆန့်ဝါရဲထိပဲကင် ပြီးရင်ညာဘက်လက်ကဘယ်ချီမအိုသွားကင်မယ်မရတဲ့သူဒူးနှစ်ဖက်ကိုထောင်းတာရတဲ့သူကြောပြီးခေါင်းပေါ်ကနေကားမှန်ရေတော့ကြိုးညီမဒီမှာတော့ရှော့သွားရယ်နော်ကိုနလန်နိုင်တဲ့လောက်ထိပဲရမတ်မခုံနာနဲ့ကော်တာပေးအောက်ကခြေထောက်တွေမှာပါခံစား ပြန်လျှော့မယ်1ကိုတွက်မရတဲ့သူကဒူးလေးထောင်ထားသွားကြည့်အောင်လန်နိုင်တဲ့လောက်လန်ထုတ်ရတဲ့လောက်ကလေးပဲနော်ပြန်လျှော့မယ်2နောက်တစ်ကြိမ်ရှူလန်နိုင်တဲ့လောက်လန်ထုတ်ရင်ဘတ်ကော့ထား Okay shoot out 3 Let's do လန်နိုင်တဲ့လောက်လန်ထုတ်မယ်ရတဲ့လောက်ကလေးထုတ်ပြီးရင်ပြန်လျှော့လိုက်ပြီနောက်ဆုံးတစ်ခေါက်ကိုရနိုင်တဲ့လောက်ကလေးဖြည်းဖြည်းချင်းရှူထားလေးကို white ထုတ်သွား 1ဒိန်းနာမယ်နော်ရတဲ့သူအခုညီမပြသလိုမဆန်းနဲ့ညာအောက်မှာတည်းကဆန်းတာနော်ညီမတို့ကလေ့ကျင့်တာကြာပြီမို့လို့2လေရှူပေးပါအောင်3 4 fight ပြန်ရှော Okay ဆောနာညီမဆန့်လိုက်တယ်လို့လေးမဆန့်ပါနဲ့เนาะညီမအကျင့်ပါအကျင့်ပါ ware ဆိုတာကိုယ့်အတွက်ဘာမှမထီတော့ခန္ဓာကိုယ်မှာထီအောင်ခန္ဓာကိုယ်မှာတင်းနေတဲ့ခံစားချက်ကလေးပေါ့เนาะလိုချင်လို့ဆိုပြီးတော့ရုပ်ပြည့်ဆန့်လိုက်မိတာပေါ့เนาะဒါပေမဲ့လေ့ကျင့်နေတဲ့သူတွေကတက်တန်းအကြာကြီးဥမှာနည်းနည်းချီပြီးတော့လေ့ကျင့်တာမျိုးမဟုတ်ရင်လှန်ထားပြီးတော့မှမဆန့်လိုက်ပါနဲ့เนาะခါထီသွားမှာဆိုလို့ပါအဲ့တော့ကိုထားထားတဲ့ position ကနေပဲဆက်လုပ်ပေးပါเนาะ sorry ပါ အခုဒါဆိုရင်အခုဒီကွက်ကလေးကိုလည်းပြန်လျှော်လိုက်မယ်ကျိုးလေးကိုလျှော်လိုက်မယ်ရေးပြခြင်းဖြုတ်လိုက်မယ်ဒါဆိုခြေရောင်းနှုတ်ကိုအဲ့ဒီတိုင်းလေးပဲထားမယ်ဇွမ်းနာတော့ထားတဲ့အတိုင်းကျိုးနှစ်ခေါက်ခေါက်ပေးပါဦးနောက်ဆုံးတကွက်လောက်ဆက်သွားကြည့်ပါဦးနော်နှစ်ခေါက်ခေါက်လိုက်မယ်ပြီးရင်နောက်ထပ်တစ်ခေါက်အလဲကနေတင်းဝရတီလက်ကလေးကိုကျိုးလေးကိုခေါက်လိုက်မယ်ဒီလိုမျိုးလေးဖြစ်သွားမယ် ဒါဆိုရင်နေရွက်လက်မောင်းဒီမှာကွက်တီပဲလုံးဝကတ်နေရမျိုးတော့မဟုတ်ပေမဲ့တတောင်းတတာဖြစ်တယ်ပေါ့နော်ဒါဆိုဖနောင်လေးထောင်ထားလေးရှုခါလေးဆန့်ကြောလေးဖြောင်းထားရှုထောက်ရှုဒီလောက်ပဲ30တောင်းမှတ်ကလေးပဲဒီလိုမကုံကုံးရင်မားတယ်ဥမာအောက်ကခြေထောက်ကြောင့်မကုံးနိုင်တာဆိုရင်စွမ်းနာပြောသလိုပဲဒူးထောင်ထားဖနောင်ဖိထားရင်ဘတ်ကောနိုင်တဲ့လောက်ကော့ဒီလောက်ပဲဒေါ်ဘီပြန်ထမယ်1 ငါးချိန်သွားမယ်ဒီလောက်ပဲဒီလိုမကြစင်းနဲ့တော့မားတယ်နော်ဆွဲတင်ထားလက်ကိုပြန်လျှော့မယ် two နောက်တစ်ချိန်ရှူကော့ကော့လေးပဲ okay ပြန်ထ three let's do ကော့ကော့လေးပဲနော်လက်တွန်းနာပေးထားတယောက်ယောက်ကိုပြန်လျှော့ပြီ four နောက်ဆုံးတစ်ချိန်ကော့ကော့လေးပဲလက်ကိုပေးထားကြည့်အောင်အောက်ကိုဒီလိုမကြစင်းနဲ့မားထားမယ် one လေရှူမျက်လုံးလေးကခြေထောက်အလဲကြားလေးတွေကိုကြည့်ထား two attachment of three, four, fight ပြန် show လိုက် okay ဒါဆိုလက်ကလေးချခြေတော်ကလေးပြန်သေး okay အဲ့တော့ဒီအခုပြလိုက်တဲ့အာလေ့ကျင့်ခန်းလေးတွေကပေါ့နော်ယောဂကျင့်စဉ်လေးတွေကတကယ်ကိုကိုအိမ်မှာတခြားလေးလေ့ကျင့်ပြီးရင်ထိရောက်တယ်ပေါ့နော်ကိုရဲ့ joint flexibility mobility သို့မဟုတ် joint ဒီထဲမှာ scapula ညံ့နေရပေါ့နော်လက်ပြင်ညံ့နေတဲ့သူတွေအတွက်ဆိုအရန်စင်ပြေတယ်တခြားလေးကိုကအိမ်မှာအချိန်ပေးပြီးတော့နေ့စဉ်ပဲဖြစ်ဖြစ်သို့မဟုတ်နေ့ရက် ြားတစ်ခါလောက်ပဲဖြစ်ဖြစ်လေ့ကျင့်ပေးလို့ရပါတယ်အဲ့တော့အဓိကကတော့ညီမမန်နေဂျာတိုင်းအန်ရဲမထီးဖို့အတွက်ပဲဘယူးဆိုင်ပေးပါဘာလို့ဆိုညီမတို့က free ဝင်မြပေးနေတာဖြစ်တဲ့အတွက်တယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ကိုမမြင်ရဘူးတယောက်ချင်းစီရဲ့အားနေချက်အာတာချက်ကိုမသိရဘူးပေါ့နော်အဲ့ဒီတော့ကြောင့်ဘသူကတော့ဘလို့လှုပ်လိုက်ရင်ဒဏ်ရာရသွားမလဲဆိုတော့ညီမတို့ကမမြင်ရတဲ့အတွက်ဟိုကိုကကျမ်းမာစေခြင်းလို့ဝေမျှပေးတာဖြစ်တယ်ဒါပေမဲ့ကိုရဲ့ဗီဒီယိုတွေကြည့်ပြီးတော့မှလှုပ်လိုက်လို့ဒဏ်ရာရသွားမှာကိုအရင်စိတ်ပူမိပါတယ်နော်အဲ့ဒီတော့ကြောင့်မိမိတို့ရနိုင်တဲ့လောက်အနေထားလေးရပဲလေ့ကျင့်ပေးဖို့မြတ်တမ်းရက်ခံပါတယ်နော်အဲ့ဆိုနောက်ဗီဒီယိုလေးမှာတွေ့မယ်ကိုတွေ့အဆင်ပြေတယ်အကျိုးရှိတယ်ဆိုရင်မိမိရဲ့မိတ်ဆွေတငယ်ချင်းတွေလည်းအတော့ ံးဝင်အောင်အကျိုးရှိအောင်ပေါ့နော်သူတို့တို့အကျိုးပြုအောင်ဗီဒီယိုလေးကို share ပေးခဲ့လို့ရပါတယ်အဲကိုတိကျင်တဲ့ကျမရေးဗီဒီယိုလေ့ကျင့်ခန်းလေးတွေရှိရဆိုရင်လည်း comment လေးမှာ ထားပေးခဲ့လို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင် bye bye